မြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်မှုအတွက် USDP ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကချပြသွားခဲ့ပါတယ်။ငြင်းငြင်းရေးနဲ့ပတ်သက်ပြီး NCA လမ်းကြောင်းပေါ်မှာသာအခြေခံကလှုပ်ဆောင်မှာဖြစ်ကြောင်းတစ်ဖက်မှဖြစ်နိုင်ခြေကိုညှိနှိုင်းကတစ်ဖက်မှလည်းဖြေလျှော့နိုင်သမျှဖြေလျှော့မယ်ဆိုရင်ငြင်းငြင်းရေးရမှာဖြစ်ကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းက CNN သတင်းထံလာကိုပြောပါရတယ်။ ကျွန်တော်တို့အဓိကငိမ့်ညာရေးပေါ့ငိမ့်ညာရေးကိုကျွန်တော်တို့ 2010 2000ဟိုတချောင်းတောင်းယူခဲ့တဲ့ကျွန်တော်ပြည်ခိုင်မျိုးပါတီတမားကြီးသိမ့်သိမ့်လက်ထက်မှာလည်းပဲကျွန်တော်လှုပ်ဆောင်နေပါတယ်ဒီငင်းရဲမူတွေပေါ်မှာအခြေခံပြီးတော့ပဲဆက်လက်ပြီးတော့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျငင်းရဲကိုလူလာတဲ့ဇတိမှုနဲ့ကျွန်တော်ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျဘာကြောင့်ငင်းရဲလမ်းစဉ်နဲ့သွားမှာလဲဆိုတဲ့ကကြာဒီငင်းရဲလမ်းစဉ်ကိုကျွန်တော်လက်ထက်တကောဖောက်လုပ်ခဲ့တဲ့ဒါလမ်းစဉ်တစ်ခုဖြစ်တယ်ကုလသမဂ္ဂပါမယ်လွှတ်တော်ပါမယ်အဖွဲ့အစည်းပေါင်းစုံကလက်မှတ်ရေးထိုးထားတဲ့ဒီ MC ပေါ်မှာကျွန်တော်အခြေခံပြီးတော့လှုပ်ဆောင် 我们家的对家把里那边，说你都晓得，江浙路大，大王牛公家们是都新喏，江浙路啊，年年一年挣那五百，江浙路也年年一一年一年上头，上面大路江浙路牛新源那边，OK。 NCA စာချုပ်ရဲ့ညီတယ်မှာဤတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးကြတဲ့ NCA စာချုပ်ရဲ့ညီတယ်မှာဤတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးကြတဲ့ကျွန်တို့ဟာရရှိတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်တာဝန်ယူမှုတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံကဤသဘောတူစာချုပ်ပါအချက်တွေကို PC အောင်မြင်တဲ့အထိမပြတ်မကွက်အတူတကွပူးတဲ့အကောင့်တွေပေါ်ဆောင်ရွက်သွားဖို့အပြန်အလှန်တန်းနှထံပြုကြတယ်လို့ပြထန်းထားပါတယ်။ဒါပေမဲ့2022ခုနှစ်နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တွေကြား NCA ပြတ်ချင်းမပြတ်ချင်းပေါ်ငြင်းခုမှုတွေရှိခဲ့ကြပါတယ်။ အဲဒီနောက်အဖွဲ့ဝင်တွေအကြသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပြီးကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့က NCA ပြတ်သွားပြီလို့ဆိုကာနာဆကကိုလက်နက်ကင်ဆန့်ကျင်မှုဆုံးဖြတ်ပြီးဒီနေ့အထိတိုက်ပွဲတွေဆင်နေလျက်ရှိပါတယ်ငင်းငင်းရေးသွားပြီးမှဖွံ့ဖြိုးရေးကိုသွားမယ်ဆိုတာဟာလုပ်ငန်းတစ်ခုပြီးမှလုပ်ငန်းတစ်ခုပုံစံမျိုးဖြစ်နေကြအောင်အဲဒါကြောင့်တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ငင်းငင်းရေးလမ်းစဉ်ကိုတပြိုင်တည်းလှုပ်ဆောင်ရမှာဖြစ်ကြအောင်အဲဒီလိုလှုပ်ဆောင်မှသာနိုင်ငံအနေနဲ့ယုံထနိုင်မဲ့အနေအထားဖြစ်တယ်လို့ပြည်ထောင်စုကြန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်း ွန်းက CNI သတင်းဌာနကိုပြောပါတယ်ကျွန်တော်တို့အတိုင်းပြည်ဖွံ့ဖြိုးရေးကိုလည်းတစ်ဖက်ကလုပ်တယ်တစ်ဖက်ကလည်းပဲငင်းငင်းရေးလမ်းစဉ်ကိုသွားတယ်ပြိုင်လုပ်တာပေါ့တချို့ကကြတော့ငင်းငင်းရေးကိုသွားပြီးတော့မှဖွံ့ဖြိုးရေးကိုသွားရမယ်ဆိုတဲ့အခါကျတော့လုပ်ငန်းတစ်ခုပြီးမှတစ်ခုပုံမှန်လို့ဖြစ်တယ်ဗျဆိုတဲ့အခါကျတော့ကျွန်တော်တို့အတိုင်းပြည်ကိုဂျိုင်းလုံးဝသာလိရင်လုံနိုင်တဲ့နေရာတွေပေါ့ လုံနိုင်တဲ့နေရာတွေကိုကျွန်တော်တို့ကငင်းငယ်လုပ်ငန်းစဉ်ကလည်းပဲလုပ်နေတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကလည်းလုပ်နေတယ်အဲ့ဒီလိုမှသာလေနိုင်ငံကနေပြီးတော့အတတ်နိုင်ဆုံးရုံးထားနိုင်တဲ့အနေသာဖြစ်တယ်ကာလတွေကတော့အကြီးဘောကာလရှိတယ်ကျွန်တော်တို့ပုံမှန်ကာလတွေရှိတယ်ပေါ့ဒီလိုအကြီးဘောကာလတွေနဲ့ဒီပုံမှန်အချိန်တွေပေါ်မှာလုံးဝတဲ့ကင်တွေရတဲ့ဖြည့်ရှင်းရတဲ့နည်းလမ်းတွေလည်းမတူဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲအလွန်ကာလမှာမိသားစုကနေပြီးတော့ပဲပေါင်းဆောင်နေပြီးတော့အဆင်ပြေမှုတွေအများကြီးရလာပါလိမ့်မယ်။အဲ့ဒီအခြေအနေတစ်ခုကိုစောင့်ကြည့်ဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ 2025-2026ဘဏ္ဍာရေးနှစ်မှာတမျိုးသားလုံးရဲ့ပြည်တွင်းအသက်တင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုကျပ်3,1498ဘီလီယံရရှိဖို့မျှော်မှန်းထားပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း300ခန့်ရရှိဖို့မျှော်မှန်းထားကြောင်း2025ခုနှစ်မလ24ရက်ကနေပြည်တော်မှကျင်းပတဲ့ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာနာဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့မြန်မာနိုင်ငံမှာပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်ဦးရေမှာ2024နှစ်ကုန်မှာ3.5သန်းကျော်ရှိခဲ့ပြီးလူဦးရေ600ခန့်ဝင်ကျင်တဲ့ညီများကြောင် အဲ့ဒီလိုပဲမြန်မာနိုင်ငံတဝမ်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့လူပေါင်း19.9တန်းကျော်ရှိနေကြောင်း2025ခုနှစ်မတ်လ23ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။